ားလုံးမင်္ဂလာပါရှင်။ MBA သတင်းဌာနရဲ့ဒီကနေ့နိုဝင်ဘာလ9ရက်နေ့လည်ကင်းချင်းရရှိထားတဲ့အထူးခြားဆုံးသတင်းတွေကိုကျွန်မ Crystal ကတင်ဆက်ပေးပါရမရှင်။အထူးခြားဆုံးနေ့လည်ကင်းသတင်းတွေတဲ့ပီတိုတွေကိုပုံကျဲပြင်လာတဲ့ gyrocopter ပြက်ကြစစ်သား၂ယောက်တေဆုံးတဲ့သတင်းဝါရပြမှုအငင်းဆန်တဲ့အနုပညာရှင်တွေစကမရဲ့ဖိအားပေးမှုနဲ့ရင်ဆိုင်နေရတဲ့သတင်း စကမရွေးကောက်ပွဲကိုအယုံကြည်မရှိဘူးလို့ပြောလာတဲ့စင်ကာပူနိုင်ငံသားရေးဝန်ကြီးတရင်ချင်းပီနယ်မှာရွေးကောက်ပွဲဝင်ပြိုင်မဲ့သူတွေရဲ့ပိုင်ဆိုင်မှုကိုပြည်သူပိုင်တိမ့်မဲ့ချင်းပီကောင်စီရဲ့တရင် အမားတွေသာကျွလွန်နဲ့မင်းအောင်လိုင်းကတိုင်းရင်းသားတွေအမှန်မြင်မှုတိုက်တွန်းတဲ့တရင်ကမောရီယာကိုလက်နက်တွေရောင်းချပြီးတော့မဲ့အမေရိကန်အဲ့ဒီလိုနစ်လေခင်ဒီအထူးခြားဆုံးဖြစ်ခဲ့တဲ့ပီရင်ပီပါတဲ့င်းတွေကိုတင်ဆက်ပေးထားပါတယ်ရှင်။ ပြည်သူတွေကိုပုံစဲပြန်လာတဲ့ဂျိုင်ရိုကော်ပတာပြတ်ကြပြီးစစ်သားနှစ်ယောက်တေဆုံးခဲ့တဲ့တဲ့င်းနဲ့အယုံဆုံးစားလိုက်ခြင်းပါတယ် ပဲခူးတိုင်းဖြူမြွနယ်မှာဘုံကျဲပြင်လာတဲ့ဂျိုင်ရိုကော်ပတာတစ်စင်းပြတ်ကျခဲ့ပြီးတော့စစ်သားနှစ်ယောက်တေဆုံးခဲ့တယ်လို့သိရပါတယ်။မနေ့ကအော်တိုဘာ6ရက်မိုးလဲတနင်္ဂနွေလောက်မှာမကြီးကုန်းတောင်ရွာကိုဘုံကျဲပြင်လာတဲ့ဂျိုင်ရိုကော်ပတာဟာပရက်ခင်ရွာနဲ့တကွန်တိုင်းရွာကြားမှာပြတ်ကျခဲ့ပြီးတော့အဲ့ဒီပေါ်မှာပါလာတဲ့စစ်သားနှစ်ယောက်လုံးတေဆုံးခဲ့တာဖြစ်ပါတယ်။ ပုံးချင်းအပြင်ဆက်ချူရင်ပြကြလို့စကမဂိတ်စကန်အနီးစကမအဖွဲလာရောက်ောက်ယူပါတယ်အတူနှစ်လက်အလောင်းနှစ်လောင်းပြန်တယ်သွားတယ်လို့ဖရဲတိရဲဘော်အတီပြတလို့ပီတူတဲကလည်းအတီပြပါတယ်လို့ဒေသတွင်တာဝန်ရှိသူတအုပ်ကအန်ပီကိုပြောပါတယ်စကမဘုံကျဲတိုက်ခိုက်မှုကြောင့်မကြီးကုန်းတောင်ရွာကအသက်55နှစ်အရွယ်အမျိုးသားတအိုးဘုံတိမန်ကပိုက်ပွင့်ထံရနဲ့တေဆုံးခဲ့ပြီးနေအိမ်6လုံးပျက်စီးခဲ့ပါတယ် ထိမှန်သိဆုံးသူကအိမ်မထိုင်နေရင်မှအောက်ထပ်မှလို့သူကဆက်ပြောပါတယ်စစ်ကောင်ရှင်ကမကြီးကုန်းတောင်ရကိုဂျိုင်းရိုကော်ပတာနဲ့မတိုက်ခိုက်ခင်မုံမြို့အခြေဆိုင်ခမရ990ကအသေးခံဒရုန်းနဲ့120မမလက်နက်ကြီးတွေနဲ့အရင်ဆုံးတိုက်ခိုက်မှုပြုလုပ်ခဲ့တယ်လို့လည်းသိရပါတယ် ဂျိုင်းရိုကော်ပတာဟာရှင်မောင်းတယောက်နဲ့ရှင်နောက်လိုက်တယောက်စီးနင်းနိုင်ပြီးပုံမှန်ပြန်တဲ့အမြန်နှုန်းမှာတနိုင်း95မိုင်နဲ့အမြန်ဆုံးအမြန်နှုန်းမှာတနိုင်းမိုင်120နှုန်းရှိပြီးအမြင့်ပေ1000တိပြန်တက်နိုင်ပါတယ် စကိုင်းနဲ့မကွေးတိုင်းမှာစစ်သက်သုံးပါရာမော်တာနဲ့ကြွားရိုကော်ပတာတွေကိုပစ်ချတာနဲ့ရာဒီဥတုကြောင့်ပြတ်ကျတာတွေရှိခဲ့ပေမဲ့ပဲခူးတိုင်းတွင်အခုပြတ်ကျတဲ့ကြွားရိုကော်ပတာမှာပထမဆုံးဖြစ်ပါတယ်။ဒုတိယအနေနဲ့တင်းဆက်ပေးချင်တာကတော့ဝါရဖြတ်မှုအငင်းဆန်တဲ့အမှုပညာရှင်တွေစက္ကမရဲ့ဖိအားပေးမှုနဲ့ရင်ဆိုင်နေရတဲ့တဲ့မှာ စစ်ကောင်ရှင်ရဲ့အထုရောင်ရွေးကောက်ပွဲဝါဒဖြန့်မှုတွေကိုမပါဝင်ဘူးလို့ညင်းဆိုထားတဲ့အမှုပညာရှင်တွေပြားပေးခံရမှုနဲ့ရင်ဆိုင်နေရတယ်လို့စုံစမ်းသိရှိရပါတယ်။ ပြီးခဲ့တဲ့အော်တိုဝါ30ရက်ကစစ်ကော်မရှင်လောက်ခန့်ပြန်ကြားရေးနဲ့ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရဲ့ညွန်ချုပ်အေးကျွဲကရုပ်ရှင်တိုင်ဝိုင်းကိုခေါ်ယူတွေ့ဆုံခဲ့ပြီးအတူရောင်ရွေးကောက်ပွဲအတွက်ဝါရဖြန်ဇလန်တွေမှာတင်ဥဆောင်ရမယ်လို့ညွန်ကြားခဲ့ပါတယ်။အဲ့လိုညွန်ကြားပြီးတဲ့နောက်မှာတော့အမှုပညာရှင်တွေကိုဖိအားပို့ပေးလာပြီးမနေ့ကလူဝင်မှ6ရက်မှာဝါရမပြန့်လို့တဲ့နမဲကြီးတင်ဥဆောင်ဖို့ဖို့ကိုစစ်တပ်ကခေါ်ယူမင်းမြတ်မှုတွေပြုလုပ်ခဲ့ပါတယ်။ စစ်တပ်ကိုလက်မခံတဲ့အမှုပညာရှင်တွေဘွားကတော့ဆုံလဲစုစားလဲယူအဖြစ်ရောက်တော့တာပဲ။ဟွာရပြန်ပြင်တော်လိုင်းဘက်ကတုတ်ပြန်မာကိုလန့်ရတဲ့ ဝါရမ်းဖြစ်ရင်လည်းစကမရဲ့အရင်ယူတာကိုခံရအောင်မယ်တော်တော်ခက်ခဲတဲ့အနေအထားရောက်တာပဲလို့ရန်ကုန်တိုင်းတိုက်ကေတာမြို့နယ်မှာနေထိုင်တဲ့အသက်30ရွယ်မျိုးသားတအူကပြောပါတယ်ပြီးခဲ့တဲ့အောက်တိုဘာ9ရက်ကသတင်းသမားအမေခန်စစ်တပ်ဝါရမ်းဖြန့်ကျော်မျိုးမင်းကဖြစ်တည်ဦးအိမ်တော်ကျော်စင်လူမင်းဖွဖွေအလင်းရောင်အစရှိတဲ့အမှုပညာသမားတွေဟာဝါရမ်းဖြန့်ဇလန်းတွေမှာမပါဝင်မို့ညှင်းဆိုခဲ့တယ်ဆိုပြီးပြောခဲ့ပါတယ် အဲ့ဒီနောက်မှာတော့စစ်ကော်မရှင်ဟာအမှုပညာသမားတွေကိုချိန်ချောက်တဲ့အနေနဲ့ဖို့ဖွေကိုခေါ်ယူမေးမြန်းမှုပြုလုပ်ခဲ့တာလည်းဖြစ်ပါတယ်အဲ့လိုခေါ်ယူမင်းမြန်ခံရတဲ့ဖို့ဖွေဟာဘာမှပြန်မတုတ်ပြန်နိုင်တဲ့အတွက်ဝါရက်ပြန်လှူရှာမှုတွေမှာပါဝင်ပါမယ်လို့ဆိုပြီးထံဝင်နဲ့ပြန်လည်လွတ်မြောက်ခဲ့ပါတယ် စိတ်ကော်မရှိရင်အလဲညာဝါဒပြန်ရွေးကောက်ပွဲနဲ့ပတ်သက်တဲ့ခေတ္တမိုင်းကိုဒုံးဆိုင်မိသူများဇလန်းနဲ့တရုတ်ဆောင်တွေကိုပြည်သူတွေကဝိုင်းဝန်းဆန့်ကျင်တပိတ်မှောက်မှုအရှိန်တက်လာခြင်းအမှုပညာရှင်သမားတွေကိုစစ်တပ်ကအခုလိုဖိအားပေးလာခဲ့တာပါပြည်တွင်းသတင်းတွေကထပ်မံတင်ဆက်ပေးခြင်းတဲ့သတင်းကတော့စကမရွေးကောက်ပွဲကိုအယုံကြည်မရှိဘူးလို့ပြောလာတဲ့စင်ကာပူနိုင်ငံသားရဲ့ဝန်ကြီးအကြောင်းကိုပြောပြပေးပါမယ် စင်ကာပူနိုင်ငံအစိုးရရဲ့နိုင်ငံသားဝင်စီ BBN ဘာလာခရစ်ရှန်ကစစ်ကော်မရှင်ရဲ့အတုံရောင်ကြီးကောက်ပွဲကိုအယုံကြည်မရှိဘူးလို့တရားဝင် ထုတ်ပြောလာပါတယ်။ပြီးခဲ့တဲ့ရက်ပိုင်းကမြန်မာနိုင်ငံအတွင်းဖြစ်ပျက်နေတဲ့ကိစ္စတွေနဲ့ပတ်သက်လို့စင်ကာပူပါလီမန်အမတ်တဦးကနိုင်ငံသားရဲ့ဝင်ကြီးကိုစာနဲ့မေးမြန်းမှုပြုလုပ်ခဲ့တာဖြစ်ပြီးတော့သူကအထက်ပါအတိုင်းတောက်ပြန်ဖြစ်ကြခဲ့တာလည်းဖြစ်ပါတယ်။ စင်ကာပူနိုင်ငံသားရေးဝန်ကြီး VPN ကအပြုတ်သဘောဆွေးနွေးပွဲတွေမရှိဘဲလုပ်မယ်ဆိုရင်မိမိတို့ဘက်ကယုံကြည်စရာမရှိပါဘူးမြမပြည်သူတွေရဲ့ဆန္ဒကိုထည့်ရချင်းရှိမှာမဟုတ်ဘူးလို့ယူဆပါတယ်လို့ပြောကြားခဲ့တာပါအခုလိုစင်ကာပူနိုင်ငံသားရေးဝန်ကြီးရဲ့ပြောကြားမှုဟာစင်ကာပူနိုင်ငံကစစ်ကော်မရှင်ရဲ့အတူရောင်ရွေးကောက်ပွဲကိုလုံးဝအသိမှတ်ပြုမှာမဟုတ်ဘူးလို့ဆွန့်လိုက်တာလည်းဖြစ်ပါတယ်။ စင်ကာပူကအာဆီယံအပေါ်ဝင်နိုင်ငံတွေထဲမှာစီးပွားအင်အားအတောက်တင်းဆုံးနိုင်ငံဖြစ်ပြီးတော့နိုင်ငံခြားရေးဝန်ကြီးကအခုလိုတရားဝင်ပြည့်ပြတ်တသားပြောဆိုမှုဟာစစ်ကော်မရှင်ကို အထင်ကြီးစေခဲ့ပါတယ်ဒါပြင်စစ်ကော်မရှင်ဟာအာဆီယံကချမှတ်ထားတဲ့ပုံသဘောတူညီချက်ကိုမလိုက်နာဘဲအတူရောင်ရွေးကောက်ပွဲကိုမဖြစ်မနေဆောင်ရွက်တာဟာတိတတွင်နိုင်ငံတွင်မကျေနပ်မှုတွေကိုမြင့်တက်လာနိုင်တယ်လို့သုံးသပ်သူတွေလည်းရှိနေပါတယ်။ စင်ကာပူရဲ့ရည်တည်ချက်ဟာအခြားအာဆီယံအဖွဲ့ဝင်နိုင်ငံတွေနဲ့အနောက်နိုင်ငံတွေအားလုံးစစ်ကော်မရှင်ရဲ့ရွေးကောက်ပွဲကိုချဉ်းကပ်မှုအပေါ်တက်ရောက်မှုတွေရှိလာနိုင်တယ်လို့နိုင်ငံလေးလာသူတွေကသုံးသပ်ထားပါတယ်ထမန်တင်ဆက်ပေးခြင်းတဲ့တရင်တပုတ်ကတော့ချင်းပြည်နယ်မှာရွေးကောက်ပွဲဝင်ပြိုင်မဲ့သူတွေရဲ့ပိုင်ဆိုင်မှုကိုပြည်သူပိုင်သိမ့်မဲ့ချင်းပြည်ကောင်စီရဲ့အကြောင်းမှာ MPA ပြည်သက်တို့ရှင်ချင်းပြည်နယ်မှာတော့စစ်တဲရဲ့အတူရောင်ရွေးကောက်ပွဲကို ဝင်ပြိုင်မဲ့သူတွေရဲ့ပိုင်ဆိုင်မှုတွေကိုတိမ့်မယ်လို့ချင်းပြည်ကောင်စီကလည်းမနေ့ကအရေးပေါ်ကြေညာချက်တခုထုတ်ပြန်လိုက်ပါတယ်။အဲ့ဒါကတော့လာမယ့်ဒီဇင်ဘာမှာစစ်ကော်မရှင်လှုပ်ဖို့စီစဉ်နေတဲ့အတူရောင်ရွေးကောက်ပွဲနဲ့ပတ်သက်တဲ့တားမြစ်ချက်တွေပဲဖြစ်ပါတယ်။ ချင်းပီကောင်စီရဲ့ထုတ်ပြန်ချက်အရတော့ချင်းပီနယ်သားတွေအနေနဲ့စစ်တပ်ရဲ့ရွေးကောက်ပွဲမှာဝင်ရောက်ရှင်ပြိုင်တာဒါမှမဟုတ်ပါတီရုံးငယ်ဖွင့်လှစ်မယ်ဆိုရင်အဲ့ဒါတွေကိုပြည်သူပိုင်အဖြစ်တိမ့်မဲ့အဖြစ်ထောင်ဒဏ်၃နှစ်ကနေ၅နှစ်အထိကြားခံရမယ်လို့တည်တင်းကြပ်ကြပ်တတိပေးထားပါတယ်။ ဒါပြင်စစ်တပ်ရွေးကောက်ပွဲကော်မရှင်မှာမှတ်ပုံတင်ထားတဲ့နိုင်ငံရေးပါတီတွေကလည်းဒီကြေညာချက်ထုတ်ပြန်တဲ့နေ့ကစလို့အလိုလျောက်ပဲပြတ်သွားမယ်လို့စစ်စီကကြေညာလိုက်ပါတယ်။တတိပုဂ္ဂလဖြစ်ဖြစ်ကိုစလင်လောင်းဖြစ်ဖြစ်မဲဆယ်စီုံနာဟော်ပြော်တာစာရန်ထန်တာတွေကိုလုံးဝတားမြင်ထားပါတယ်။အရေးကြီးတာကချင်းပြည်သူတွေအနေနဲ့ရွေးကောက်ပွဲကိုတွားရောက်မဲပေးတာတွေမပြုတ်လို့ဖို့ကိုပါတားမြင်ထားတာပါ။ဒီတားမြင်ချက်ကိုဖောက်ဖျက်ပြီးမဲပေးသူတွေကိုလည်းထောင်နှံတစ်နှစ်ကနေ 3နှစ်အထိဒါမှမဟုတ်ငွေတန်းဒါမှမဟုတ်ပြစ်ဒဏ်နှစ်ရလုံးချမှတ်သွားမယ်လို့ဖော်ပြထားပါတယ်အလုံးကိုခြုံကြည့်မယ်ဆိုရင်တော့ချင်းပြည်ကောင်စီအနေနဲ့စစ်ကောင်စီရဲ့ရွေးကောက်ပွဲကိုဘလုံနည်းနဲ့မှ အောင်မြအောင်မလုပ်နိုင်စေဖို့အခုလိုပြစ်ပေးတန်ခတ်မှုတွေအထိတက်မှတ်ပြီးတော်လိုင်းအပေါ်ခိုင်မာတဲ့ရည်တည်ချက်ကိုပြသလိုက်တာပဲဖြစ်ပါတယ်။ပြည်တွင်းနဲ့နောက်ဆုံးသတင်းတစ်ပုဒ်ကတော့အမားတွေသာကျွလွန်တဲ့မင်းအွန်လိုင်းကတိုင်းသားတွေအမှန်မြင်မှုတိုက်တွန်းတဲ့သတင်းကိုပြောပြပေးပါမယ်။ တိုင်းပြည်အနာကိုလက်နက်အားကိုပြီးရယူခဲ့တဲ့စစ်ကော်မရှင်ခေါင်းဆောင်မင်းအောင်လှိုင်ကတိုင်းသားတွေအမှန်မြင်မှုလိုရဲဆိုပြီးဒီနေ့မှာကြံရောက်တဲ့190ပြည်ကရင်ပြည်နယ်နဲ့အခမ်းအနားကိုပေးပို့ခဲ့တဲ့သဝန်လာမှာဆိုထားပါတယ်ကရင်ပြည်နယ်မှာလက်ရှိမတည်ငြိမ်မှုနဲ့ပြည်ပခတွေဟာအမှန်တရားကိုမျက်ကွယ်ပြုတဲ့တိုင်းဒါလက်နက်ကိုင်အဖွဲ့အချို့ကြောင့်ဆိုပြီးအမားရီသားအမြဲလုတဲ့မင်းအွန်လိုင်းကဆိုခဲ့ပါသေးတယ် တို့တာဝန်ယူပြီးတဲ့နောက်ပိုင်းအဲ့ဒီလက်နက်ကိုင်အဖွဲ့တွေကြောင်းကင်ပင်နယ်ရဲ့ရခင်တင်းကျင်းအေးဆက်မှုတွေပြက်စီးခဲ့ရပြီးပြည်သူတွေဆင်းရဲဒုက္ခရောက်နေရတာဟာကွမ်းနက်ခြေကွဲဖွဲ့ဖြစ်တယ်လို့မင်းအောင်လိုင်းကပြောပါတယ်။နိုင်ငံလေးလာသူတွေကတော့နိုင်ငံတော်ပြက်စီးပြီးမှဒီလိုပြောတာဟာတကူကလူရတာနဲ့တူနေလို့နှောင့်ပြောင်းနေကြပါတယ်။ ကြပင်တင်းငယ်ရေးကိုစူးစမ်းနေရလို့ပြောပြတဲ့နောက်မှာမင်းအောင်လိုင်းကပီတိုလူလူတရက်လုံးလိုလားတောင်းတာတဲ့ပါတီစုံဒီမိုကရေစီအတွက်ဆိုပြီးအထူးရောင်ရွက်ောက်ပွဲအစီအစဉ်ကိုထပ်ပြီးမားကတ်တင်းဆင်ခဲ့ပါသေးတယ်။တိုင်းပြည်ကိုကတ်တင်နဲ့တော်လိုင်းလက်နက်ကိုင်အဖွဲ့အစည်းတွေကိုလည်းမင်းအောင်လိုင်းကအစံဖက်အဖွဲ့အစည်းတွေလိုတဝင်လွာမှာထက်ကတက်ကအသုံးပြုခဲ့ပြီးတိုက်ဖြတ်ချိန်မုံမို့တိုင်းရင်သားနဲ့ပီတိုတွေပူးပေါင်းပါဝင်ပေးပါဆိုပြီးအဆက်မဲ့စွာတနာခံတောင်းဆိုခဲ့ပါသေးတယ်။ စစ်တပ်အာဏာသိမ်းမှုမနစ်သက်သူတွေကိုအကြမ်းဖက်နိုင်နှင်းဖန်ဆီးမှုနဲ့အိုးအိမ်တွေကိုဖျက်ဆီးတဲ့အပြင်အရက်သားတွေကိုပြစ်မှတ်ထားတိုက်ခိုက်နေတဲ့မင်းအောင်လှိုင်ကပြည်အောင်စုစိတ်တနဲ့မျိုးချစ်စိတ်ကိုအခြေခံပြီးစစ်တပ်နဲ့လက်တွဲပါဆိုပြီးထပ်ပြောခဲ့ပါသေးတယ်။နောက်ဆုံးပြပါတဲ့နေနဲ့ကမ္ဘောဒီးယားကိုလက်နက်တွေရောင်းချပေးတော့မယ်အမေရိကန်အကြောင်းပြပြရင်ကျမရဲ့နေ့လည်ခင်းသတင်းတွေတင်ဆက်မှုကိုဒီမှာပဲရှင်းလိုက်ပါရစေရှင် ကမောရီးယားနဲ့ထိုင်းနိုင်ငံတို့အကြားအပြစ်ကရက်စရေးသဘောတူညီချက်လက်မှတ်ရေးထိုးခြင်းကိုပြီးခဲ့တဲ့သတင်းပတ်ကစီစဉ်ဆောင်ရွက်ပေးပြီးတဲ့နောက်အမေရိကန်သမ္မတဒေါ်နယ်ထရန့်ကကမောရီးယားပေါ်ကာကွယ်ရေးဆိုင်ရာအကုန်သွယ်ပိတ်ဆို့မှုကိုမနေ့ကရုတ်သိမ်းပေးခဲ့ပါတယ်။အမေရိကန်သမ္မတဟောင်းဂျိုးဘိုင်နန်လက်ထက်2021ခုနှစ်မှာတရုတ်စစ်တပ်ရဲ့ဩစာလွန်မှုမှုတိုးလာခြင်းလူ့ခွင့်ရင်းနဲ့ဆွတ်ဆွဲခံရတဲ့အာဂတိလိုက်စားမှုတွေကိုကိုကာပြီးကမောရီးယားနိုင်ငံအပေါ်လက်နက်တင်ပို့မှုပိတ်ပင်ခဲ့ ဲ့တာဖြစ်ပါတယ်။ပြီးခဲ့တဲ့ဇူလိုင်လကစတင်ခဲ့တဲ့ထိုင်းနဲ့ကမ္ဘောဒီးယားနယ်စပ်တိုက်ပွဲတွေကိုပြည်လည်ဖို့ထွန်ကကြောင်းဝင်အပြစ်ကရက်စဲရေးကိုညှိနှိုင်းဆောင်ရွက်ပေးခဲ့တာပါ။ ကမ္ဘောဒီးယားရဲ့ငြိမ်းချမ်းရေးနဲ့လုံခြုံရေးအတွက်ကြိုးပမ်းအားထုတ်မှုတွေကာကွယ်ပူးပေါင်းဆောင်ရွက်မှုနဲ့နိုင်ငံဖြတ်ကျော်ရာသွေးမှုတွေကိုတိုက်ဖြတ်ရမှာ အမေရိကန်နဲ့ဆက်ဆံရေးပြန်လည်စတင်ခြင်းတို့အပေါ်အခြေခံပြီးကမ္ဘောဒီးယားနဲ့ကာကွယ်ဆိုင်ရာကုန်သင်းပိတ်ဆို့မှုကိုရုပ်သိမ်းမှုဆုံးဖြတ်ခဲ့တာဖြစ်တယ်လို့အမေရိကန်နိုင်ငံသားရေးဝန်ကြီးမာကိုရူဘီရိုရဲ့ကမ္ဘောဒီးယားအပေါ်ကန့်သက်ချက်တွေကိုရုပ်သိမ်းလိုက်ကြောင်းထုတ်ပြန်ကြမှာဖော်ပြထားပါတယ် ကမောရီယာကိုလက်နက်ရောင်းချမှုကိုတဆင့်ချင်းကွန်ပျူတာမှာဖြစ်ပြီးတော့စံနှုန်းတွေနဲ့ကိုက်ညီရမယ်လို့ထုတ်ပြန်ကြမှာဆိုထားပါတယ်။အခုဆုံးဖြတ်ချက်ဟာပြီးခဲ့တဲ့အောက်တိုဘာ30ရက်ကမလေးရှားနိုင်ငံမှာအမေရိကန်ကာကွယ်ဝင်ကြီးနဲ့ကမောရီးယားကာကွယ်ဝင်ကြီးတို့ကမောရီးယားနဲ့အမေရိကန်တို့ရဲ့ထိတ်တန့်တဲ့နိုင်ငံစီရင်လင်းချင်းမှုကိုပြန်လည်စတင်မှုသဘောတူညီပြီးတဲ့နောက်ထွက်ပေါ်လာခဲ့တာလည်းဖြစ်ပါတယ်။ အခုအပတ်အစောပိုင်းမှာမလေးရှားနိုင်ငံမှာထိုင်းနဲ့ကမ္ဘောဒီးယားတို့အကြားအပြစ်ကရက်စဲရေးအပေါ်တိုးချဲ့ထားတဲ့အပြစ်ကရက်စဲရေးသဘောတူညီချက်လက်မှတ်ရေးထိုးပွဲကိုထရန့်တက်ရောက်ခဲ့ပြီးတဲ့နောက်ကမ္ဘောဒီးယားဝန်ကြီးချုပ်ဟွန်မာနက်ကတိုက်ပွဲတွေအဆုံးသတ်ဖို့လှုံ့ဆော်ရမှာထရန့်ကူညီမှုကြောင့်ဖြစ်တယ်ဆိုပြီးငင်းကြေးရေးနိုဘယ်ဆုအတွက်ထရန့်ကို အမေစင်းတွင်ပေးခဲ့ပါသေးတယ်။ MPA ရဲ့တနေ့တာထူးခြားတဲ့သတင်းတွေကိုတင်ဆက်ပေးကြတာပါ MPA ရဲ့တင်ဆက်မှုတွေကိုစောင့်နေချစ်ချို့အားပေးသူအားလုံးနဲ့တကွာဝင်ရောက်မှတ်ချက်ပြုပေးသူအားလုံးကိုလည်းအထူးပင်ကျေးဇူးတင်ရှိပါတယ်မြန်မာပြည်သူပြည်သားပေါင်းကိုစိတ်နှပြချမ်းမာချမ်းသာပြီးဘဝအမောတွေပြေကြပါစေရှင်